မကြသေးခင်အခုချိန်ဒီလည်းချင်းချောက်တဲ့ဖြစ်တဲ့ကိုဗစ်ကျွန်တော်ပူတိုင်းဖြစ်တယ် positive နော် positive တွေ့ပူတိုင်းဖြစ်တယ်ပူတိုင်းဖြစ်တဲ့ကကိုစင်းနဲ့ကိုစင်းနဲ့ကိုကိုတိုင်းစေးပညာနဲ့ကိုရဲ့တိုင်းစေးပညာနဲ့ကိုရဲ့တိုင်းစေးစစ်စစ်နဲ့ကျွန်တော်ကျွန်တော်ကိုကျွန်တော်ပူပြီးကိုကိုဗစ် -19 ပေါ့နော်ကိုဗစ် -19 ကိုကျွန်တော်မြန်မာတိုင်းစေးနဲ့ကျွန်တော်ကိုကျွန်တော်ကုလာကျွန်တော်ညအောင်ပြီ ဟိုအဲကျွန်တော်ဝင်ဝင်ချင်းမှာပဲအဲမိသားစုကများတော့များတော့ပျော်ကြားနေရပေါ့နော်ဒါပဲကျွန်တော်အဲ့တော့ဒီသိပ္ပံစီပညာနဲ့နေပညာနဲ့ရှားလို့မရနိုင်လဲကျွန်တော်လက်လွတ်လို့လက်လွတ်ရမယ်လို့မဆိုလို့နော်မိမမအဲ့ကျွန်တော်ကတော့ပိုက်ထုံးကဒီမှာတိုင်းစီတမတော့တိုက်ထုံးကဒီမှာလေးမြန်တိုင်းစီရဲ့တောင်းငန်းတောင်းငန်းဆရာပြောင်းပြီးတော့တောင်းရင်ထားပါရဲ့ အဲ့နောက်လို့ဒီမန်လေးမြတိုင်းစီရဲ့ perform လာလို့လည်းပြောလို့ရပါတော့နောက်ထောင်းလေးပါတယ်စာတူထောင်းရတာနော်သူ history ရတော့ကျွန်တော်နောက်ဘယ်လိုလဲပြောပြပါမယ်ဘယ်စီဘူးဒီမန်လေးတင်တဲ့ message ပတ်စင်တော့ငါလည်းကျွန်တော်ပြီးပါတယ်နော်တခြားလုံးနောက်ထောင်းဒီကရယာနီစီကူရဲ့လုံးစီကူရဲ့ဒီပါရာတူစီကူရဲ့ကိစ္စတစ်ခုပေါ်မှာပဲ ဘောတူလုံးညင်းညွတ်နိုင်ကြတော့เนาะဒီနေ့ဒီပါဟုတ်ကဲ့ပါဆရာမြန်မာတရားလို့ဆိုရင်ပေါ့နော်ဒီတိုင်းစီလို့ပြောအရင်ဒီစီမထုတ်လုပ်မှုပါဒီများပြဒီ production ပါတော့အားရပေါ့နော်မြန်မာဆရာကကျတော့ဒီ production ကိုပုံပြီးဒီ treatment ပါပေါ့ကုသရေးပိုင်းကိုတက်ခါထားတယ်ရတော့လေဘယ်လိုကြောင့်ဒီ treatment ပိုင်းကိုတက်ခါထားပြီးတော့လာလဲဘယ်လိုပြဒီ management ကိုတက်ခါတက်နေဆိုတော့ဒီချက်လောက်ရှိရပါ့မလဲ treatment ပိုင်းကိုတက်ခါထားတဲ့အကြောင်းအား Mishotwe yo yon 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 Wale so, sebi nya yo sa temi la ita temi ya akwa ete nize kala ma lengwa ete nize kala ma lengwa ti lula yo ke wama chama yon wale yo ke wama chama yon se te kurene ti sebi nya yo temi ya alwa, kouye mula se piza se ama mwoye စဖြစ်တည်ခဲ့ရစိပညာဒီတိုင်းစိပညာနဲ့ပတ်သက်ပြီးစဖြစ်တည်ခဲ့ရလူလူဈာမအောင်လုပ်ပြခြင်းနဲ့ဆိုရယ်ရူးရှင်းတဲ့စိတ်သဘောထားလေးတစ်ခုရဲ့နေပဲစခဲ့တာမို့လို့ဟောစီဝါတို့လိုရေးပိုင်းကိုစိတ်စိတ်မကူပါမလို့မတော်ခဲ့ဘူးပေါ့နော်ဒီတက်ဒီရှင်းမဲ့မန်းကိုလည်းတော်ခဲ့တာအဲ့ဒါပါနောက်ပြီးတော့စိပညာစတင်ပြရဆရာလေးဆရာနေတောင်းခံနေတယ် ရာလေးစီကိုတောက်ခံခဲ့ရတယ်အလိုဆန္ဒအမယ်စီကူပြီးစီကူပြီးကြေချင်တယ်ဆိုရယ်အလိုဆန္ဒနဲ့ပညာကိုသင်ခဲ့တာလေအဲတော့ရန်ရှူရှင်းတယ်ဆက်ပညာဆက်သင်ကလေးကလက်တွေ့ကုမင်းဆိုရယ်စိတ်နဲ့ပြောဆိုတော့ကျွန်မကိုလုံနိုင်တဲ့အသက်ရွယ်ကာလတခုအထိကုရင်းနဲ့ပဲကျွန်တော်ကနောက်ဆုံးအချိန်ထိကုရင်းနဲ့ပဲသွားမှာပါလေနော် မှဒီတာရေးစီကံတစ်ခုကြာရှည်လက်တည်လို့ဆိုအောင်လုပ်ပါတော့။ဘယ်လိုဆရာဒီမနေ့တက်တန်းမှာအနည်း20ရဲ့ကျောင်းကြာပြီဆိုတော့လေဒီတက်တန်းတစ်လျှောက်လုံးမှာဆရာနေနေပြီးတော့ခက်ခဲလေးရေးဆိုင်ရမယ်ဆိုတော့လေပြန်ပို့ပြပါအောင်ဆရာ။ခက်ခဲရေးအများကြီးပဲ။ဒါမှကိုယ်ရင်မဟုတ်ပါဘူး။ဒီလိုမျိုးဆိုအဲလုံလန်းရှင်မျိုးဆိုပေးပညာရှင်မျိုးဆိုသူရဲ့ကျတဲ့မြေရဲ့ပေါ်တစ်ချောင်းမှာခက်ခဲရကြကိုစီကိုစီပုံစံမျိုးစုံနဲ့ဂျုံညာပါတော့ပထမဆုံးဂျုံဟို ပြန်ပြောပြရရင်တော့အနောက်နေ့မက်စလာပိုင်းမှာ MS MSLA MSLA အဲ့နောက်ထပ်နေ့ MSLA မှာကျွန်တော်စီကံကိုစပြီးတော့ဖွင့်တယ်အဲ့တော့စဖွင့်တယ်စဖွင့်တဲ့အချိန်မှာဒါတော့ဒါတမိုင်းပေါ့နော်တမိုင်းတစ်ခုနေပြောစဖွင့်တဲ့အချိန်မှာကျွန်တော်စပင်းလေးနဲ့သွားတာစပင်းလေးနဲ့သွားတယ်စီကံကိုမနေ့တောင်မှတမျိုးကြတယ်ပေါ့မနေ့ပိုင်းလေးဖွင့်မယ်နေ့လေး ်မြင်သာတင်ပြိမယ်ညနေတိုင်းရင်ကြံခွင့်လေပေါ့နော်ဟို general ပုံစံတိဟိုအဲ့ပုံစံလေးနဲ့တွားအဲ့တော့တွားရတဲ့မှာဘဝရဲ့အစဖြစ်တဲ့အတွက်ဘဝရဲ့အစကိုလူငယ်ဘဝရဲ့အစလည်းဖြစ်တဲ့အတွက်ပြောရင်တော့စီကံလေးရုပ်လည်းငားပြီးတော့ခင်ငားပြီးတော့ကောင်းအဲ့ငားတဲ့တိုက်တိုက်ခန်းလေးတိုက်ခန်းလေးပေါ့တိုက်ခန်းလေးကိုငားတယ်ကျွန်တော်ထင်တယ်15ပြည့်ပက်လေးလောက်ရှိနေတယ် အဲ55ပြည့်အဲ55ပြည့်20လောက်ပဲရှိနေဖြစ်ကျင်တော့ငါရတဲ့ဆိုင်ုပ်တက်တယ်မပြည့်ခင်3လအဲ3လပဲရှိသေးတယ်3လအ3လမပြည့်သေးဘူး1လပဲရှိသေးတယ်ကျွန်တော်ရနေရအိမ်ချက်ကွက်ကမီးလောင်တော့ကိုယ့်အိမ်ကပါသွားတော့အဲသူများရင်စသွားတယ်အစည်းကမ်းရအစည်းကမ်းဘဝရစသွား ဘာဘာကျက်ကွန်ပြီးလာတော့လည်းဆိုင်လာတော့မဟုတ်ကျွန်တော်စီကံဘဝဆိုင်စီစီရလို့ခံယူပြီးတဲ့ဘဝအစမှာကလေးကျွန်တော်အခက်ကင်းနေကြုံရတဲ့ဟာပြန်ပြုတ်ပြရပါတော့နော်နောက်နောက်ထပ်၅လပြီးတော့၃လမြောက်ပါနော်၃လစီကံစီစီရဘဝကိုဆိုင်ပြီး၃လမြောက်ကြတော့တပီခုနငှားထားတဲ့အခန်းကစီမံကြီးနဲ့ပါပြီးအပြတ်ခံရပြန်ရောအဲ၃ညနေပြန်ဆောက်ရဟာရ ကာလလူလေးအတွင်းကိုတုံညာတုံညာခဏခဏပြန်ဖြစ်တယ်။ပြန်ပြီးတော့အဲ့အဖြတ်ခံရတော့ငါလည်းဟိုတိုင်ကန်းပိုင်ရင်ရပဲတကယ်တမ်းပြောရင်တော့ဒီနှစ်နာဒီ channel လာပြတဲ့နှစ်နာပြန်ပြီးဖို့စိတ်ကူးလည်းမရှိဘူးကိုယ်လည်းပြန်တောင်းပြီးတော့ပြောရင်တော့တနည်းစာတင်တာပြီးတော့သုံးလပဲလုံးလိုက်ရတယ်အချိန်ကြီးပေါ့နော်ဒါစီစီရပွားရင်ခက်ခဲတဲ့ စပြီးခက်ခဲနေတာဒါကြောင့်လည်းကျွန်တော်တို့ကတပြတ်တော့ရင်စိတ်ပညာစတင်ကြရတယ်ကျွန်တော်တိုင်းနောက်တိုင်းစီမှာစိတ်ပညာမှာတော့ရှိမှာမဟုတ်ကျွန်တော်တို့တိုင်းစီမှာတော့ဒီကနေ့ယုံကြည်မှုကိုအခြေခံနေရတယ်ရှိတယ်နော် trust space နော်ဘာဘာလဲဆိုတော့စိတ်ပညာစတင်တဲ့အချိန်မှာစတင်တော့သင်သေးမှာဆရာပေါ့ဆရာကြီးကမေးမင်းတကယ်စီးဆရာစိတ်ပညာပဲတင်မှာလားတကယ်ပဲ စီးစီရပေါ့တကယ်ပဲမြင်ဟိုအတိုင်းမြင်တော့တော့မှာတော့မယ်ဆိုရင်သူလောကရဲ့သဘောကစံတက်တဲ့ဟုတ်ကျွန်တော်လူလူကဲနိုင်နေဆိုရင်လို့ဘလူပဲဆန်ဆန်ကျွန်တော်ရင်းဆိုင်ရောက်လာပြီလို့ကျွန်တော်စီးစီရပေါ်နေတယ်ကျွန်တော်ဟိုတော့တော့တော့မြင်တယ်အဲ့ဒီရှိတိုင်းကတစိတစ်ပိုင်းနေရှိရင်ဒါကကျွန်တော်ဒါဒီအကြောင်းအရာနဲ့တိုင်းနေတဲ့ကျွန်တော်ရှိရတယ်မပြောတော့ စာကလေးပညာသင်္ဘာကလေးကကျွန်တော်စီးစရာပေါ်ကိုကြောက်ရင်လောကကြီးကစမ်းသပ်လိုက်မယ်ကျွန်တော်ဆရာကကြူပြီးပြောခဲ့အဲ့တော့အဲ့လိုကြုံသွားတယ်ဒီခုနပြောလေရက်ွက်မီလာစီးစရာစက်စားခြင်းပါပဲရက်ွက်အိမ်ရက်ွက်မီလာနဲ့ဟိုအစည်းကမ်းနှားလာတဲ့အစည်းကမ်းတက်တဲ့မပြည့်ခင်ဖြည့်စည်ခံရတဲ့ဆိုတော့ဒုက္ခကြီးခုနဆရာပြောခဲ့တဲ့ကြိုတင်ပြောခဲ့တဲ့ဟာလေတော့ပြီးတော့တိုက်ဆိုင်လို့ဖြစ်နေပေါ့ကျွန်တော်ဒါနဲ့လုံးဝနောက်ဆုံးနောက်တူ တိတ်တိတ်တိတ်ပြောရင်ကျွန်တော်တက်တာမစမ်းခက်ခဲတယ်များတယ်။ဒါစတိုင်းဒီစီးပြီးတော့ဆရာချက်တော်တက်ပြီးတော့เนาะ။အတခုလိုလိုတည်ချင်တာဟောကြားတော့ဒီစီးပိုင်းတစ်ခုပေါ့။စီးပိုင်းတစ်ခုမှာ true value နဲ့တိကျထားတာဖြစ်တဲ့အတွက်ဒီဟိုစီးလောမိုင်းကျတော့လည်းဆရာတို့လည်း manage လုပ်ရပေါ့။ဟိုစီးလောမိုင်းကို planning process နဲ့ပြီးတော့ manage လုပ်ရစာလေးတစ်ချက်လို့ရှိပြောင်းပေါ့။ အမှန်တိုင်းပြောရင်ကနေဥမာတော့ကျွန်တော်ကအစပဲချီသေးဆိုကျွန်တော်ကဟောပေါ့စေကုံကြဆိုရင်ကိုစေချတဲ့တငယ်ချင်းမိတ်ဆွေရဲ့စာရင်ပေါ့နော်စေကုံကြကိုကျွန်တော်တော့ဝေရပါတယ်အခုတော့ကျွန်တော်ကကိုယ်ပိုင်ဆိုင်ခွင့်ရှိရပေါ့နော်ဒါဘဝရဲ့အစမှာတော့မန်လေးမန်လေးတော့စေချူဟောပြရတော့နော်ဒါပေမဲ့ကျွန်တော်ရန်ကုန်မှာလည်းအဆက်ဆက်ရှိတယ်ခါရန်ကုန်ရောက်ရင်ရန်ကုန်မှာတင်တော်တဲ့စီစီကိုကျွန်တော်ရှာလေးရှိတယ် နောက်ပြီးတော့ရောက်တဲ့နေရာမှာကျွန်တော်ဘာဖြစ်စီပစ္စည်းဟာပဲပိုင်းနေပါတော့။ဘာလို့တုံးတယ်မလဲဆိုရင်ရှားလေးရှိတယ်။ပြောတော့ကိုယ်ပိုင်ဆိုင်ကမရှိရပြောခဲ့ကြည့်အဲ့မှာကျွန်တော်ကြုံခဲ့ရတယ်ပေါ့နော်။အခုတော့အခုဒီဒီနေ့အချိန်ကြီးမှာတော့ကျွန်တော်စိုက်ကွင်းကိုယ်တိုင်စိုက်ကွင်းမှာအဓိကကျွန်တော်စီကူရကမှာအဓိကလူအစုံစီးနေပါတော့။ဒါကိုကျွန်တော်စိုက်တယ်။နောက် များများတုံးတဲ့ဟာမျိုးဥမာတစောင်းလက်ပဲရှောင်းဆောင်လက်ပဲနော်ဆောင်းဆောင်လက်ပဲလိုမျိုးကျွန်တော်မွေမွေရတော့ပေါ့နော်စိုက်ခွင်းစိုက်ခွင်းနဲ့မှပဲစိုက်ရတာရှိတယ်သူတည်းရတော့အလွယ်တကူဝယ်လို့များတဲ့အပြင်ဆိုရင်ကျွန်တော်စိုက်ဥမာကျွန်တော်ဖလန်တောင်ဝင်းဆိုရင်ကျွန်တော်ဒေတာနဲ့တကယ်တမ်းကိုကိုစိုက်ခွင်းနေရာနဲ့ဖလန်တောင်ဝင်းနဲ့တိတ်ပြီးတော့မကန့်ညီစိုက်ဘူးဒါပေမဲ့ကျွန်တော်ဖလန်တောင်ဝင်းရဲ့ အဓိကသုံးတဲ့အထဲမှာလည်းပါနေတယ်ပါနေတာလည်းတော့ကျွန်တော်ရအောင်စိုက်တယ်ရအောင်စိုက်တယ်ဆိုတော့မြေရောဒီသူ့ရဲ့လိုအပ်တဲ့ဆူဆုံးမှုကိုပေါ့နော်ဆူဆူဆုတ်တဲ့အဆူတက်ပေါ့အဆူတက်ကိုလည်းဖန်တီးပြီးတော့ကျွန်တော်စိုက်တယ်ပေါ့နော်ဒါဒီဘက်ကဒီစီးပွားကိုဘယ်လိုစီမံလဲဆိုရင်ဒါဟာပဲပိုင်းနေဒီကုန်ကျစရိတ်စီးပွားရဲ့ကုန်ကျစရိတ်နဲ့အရေးကြီးတဲ့ပိုင်းကိုကိုယ်တိုင်စိုက်တယ်လို့စီးပွားပုံစံမှုပါတယ်အကူလာပါပြီကျွန်တော်မိသားစုရှိရကျွန်တော်ဟို အဲ့ပတ်ပြီးနေရှိသေးတယ်သူတို့တွေရာလေးကိုကျွန်တော်တိုင်းစီရဲ့ထုံးစံအတိုင်းပဲမတက်ချင်လဲမသိစိတ်ဝင်စားလဲလုံရင်းကူရင်းနဲ့တက်နေကြတာရယ်ရှိတာပေါ့နော်အဲ့ဆိုရင်သူတို့တွေရာကူပြီးတာရှိတယ်ဘာတခုနေလဲဟောဆရာကုတ်ကရဲ့ဒီတက်တိုင်းရှောင်းပါပေါ့နော်အခက်ခဲဆုံးရှိတာလို့ပြဆိုင်ရလေးရှိပါအဲအဲ့အခက်ကြက်လေးမျိုးတော့ကျွန်တော်တစ်ချက်တော့နောက်ပြောင်းရှိအဲ့ရှိတယ်ရှိရတော့ကိုလေးရှိအောင်ပါဘူးကျွန်တော်တို့ ဒီတကယ်ပညာရှင်စစ်စစ်တင်မှာတကယ်လက်တွေ့ကုနေရတဲ့ဒီမှာအဲ့လိုမျိုးထွေးထားတဲ့အတွေ့အကြုံရှိတတ်ကြတယ်ရှိတတ်ကြတယ်အဲ့ဒီမှာဟိုကိုယ့်ရဲ့ဘဝဖြစ်တဲ့ဒီအတွင်းမှာအများအများကြီးတကယ်တော့အများကြီးเนาะပုံစံရအမျိုးမျိုးတချို့ရအသက်အမြင်ကိုကျွန်တော်ကြည့်ရတာရှိတယ်တချို့ရကျွန်တော်သူ့ရဲ့ life ပေါ့เนาะညောင်မှန်းချက်တွေကိုညောင်မှန်းချက်တွေကိုကျွန်တော်ကြည့်ရတာရှိတယ်သူကဘဝရဲ့ညောင်မှန်းချက်ဆိုတဲ့မြန်မာတဲ့ဥပမာပေါ့เนาะ ကျွန်တော်ဖတ်လိုက်ဒီပိုင်းလေးပေါ့နော်ဒီတချို့ခက်ခဲကလစ်တိုင်းမြောက်အရင်ခက်ခဲနေရတယ်အဲဒီကျွန်တော်နေအောင်မြင်လိုက်အများရှိပေါ့နော်အတားကတော့ဒီပိုင်းတစ်ခုပေါ့နောက်တစ်ခုကျအတက်ပေါ့နော် human mind အပြည့်အစုံဒီအတက်အနေကိုကျွန်တော်တို့ကြုံနေရတဲ့ပုံစံရအောင်ကျွန်တော်ကြည့်ရတဲ့အားရတော့ကျွန်တော်အများကြီးရှိပါတယ်သူကြကြနေပြောမယ်ဆိုရင်ဟောနှစ်ပိုင်းပြောမယ်သူကြနှစ်ပုတ်ပြောမယ်เนาะတပုတ်ကဘာလဲဆိုတော့ အခြားကျွန်တော် client patient တွေပတ်သက် publicness publish ရဖြစ်ပြတခုတခုကတော့ကိုယ်တိုင်တခုကိုယ်တိုင်တခုကိုယ်တိုင်ဆိုတာကျွန်တော်ကိုယ်တိုင်ဟုတ်ကဲ့အခုအခွင့်အသာလို့ပြောခွင့်ရတယ်ခြေစစ်တယ်ကောင်းတယ်အခုမှကောင်းတယ်ပေါ်လာတာဘူးမကြသေးရင်အခုချိန်ဒီလဲချင်းချောက်တဲ့ဖြစ်တယ်ကိုဗစ်ကိုဗစ်ကိုကျွန်တော်ကိုယ်တိုင်ဖြစ်တယ် positive ပေါ်စစ်တွေ့ရကိုယ်တိုင်ဖြစ်တယ်ကိုယ်တိုင်ဖြစ်တဲ့အခါကိုယ်စင်းနဲ့ကိုယ်ကိုယ်စင်းနဲ့ကိုယ်ကိုယ်တိုင်စီပညာနဲ့ကိုယ့်ရဲ့တိုင်စီပညာနဲ့ကိုယ့်ရဲ့တိုင်စီစစ်စစ်နဲ့ကျွန်တော်ကျွန်တော်ကိုကျွန်တော်ကုပြီးလုံးဝလုံးဝအချမ်းပြပစီကိုလုံးဝကျွန်တော်ပြေခဲ့အဲ့ဒီအချိန်မှာကျွန်တော်ဒါအောင်မြင်တဲ့မောင်းလေကျွန်တော်ရုံကြည်ချက်ရှိရယ်ဘာကြောင့်အဲ့ရုံကြည်ချက်ကပြန်နေစလဲဆိုတကယ်တမ်းပြောရင်အဲ့ကိုပြည့်ရဲ့ပြမအစအူရမ်းပေါ့နော် မူရမှာစဖြစ်နေပြီဟိုသူတို့ဟိုတရုတ်မှာနိုင်ငံအစိုးရနေရာလဲသူတို့ကလည်းကြီးညာတရုတ်ဝင်ကြီးညာခါရှိတယ်ဘူရီရှိကလည်းအဲ့ချိန်မှာကြီးညာနေရာရှိတယ်ဒါပေမဲ့ပင်ဒမစ်ဆိုပြီးမကြီးညာသေးဘူးပေါ့နော်ဒီဟိုသူတို့စီမှာအဲ့ဝန်ထမ်းထဲမှာပဲလုပ်နေတဲ့အချိန်ပဲကျွန်တော်စဉ်းစားတယ်ကျွန်တော်နိုင်ငံတစ်ချိန်ရောက်လာမှာထိစက်အေးရဖြစ်တယ်သူကကုကုကို logic ရတယ်ကျွန်တော်နိုင်ငံရောက်လာအဲ့လိုမျိုးကလာကျွန်တော်နိုင်ငံစီမပြောင်းသွားခင်ရောက်မလာခင်ကြီးရဲ့ကျွန်တော်အချက်လက်တွေရှာတယ် ဝန်အဲဒီ balance ပုံကိုဗစ် -19 balance ကိုရဲ့ anatomy ပြန်ပွားပုံနေ anatomy ရဲ့သူ့ရဲ့ရှင်းတဲ့သူ့ life cycle ပေါ့နော် life cycle ကြီးအများကြီးကျွန်တော်ကိုရှာ easy ရှာလို့ရတယ်ကိုယ်နိုင်ငံကိုရောက်လာတယ်အဲ့တော့အဲ့ယူဆရအဲ့မှာတွေ့ရတဲ့ challenge တွေအဲ့ဒါတွေကျွန်တော်တို့ဒီတိုင်းစီရှုတော့ဒီစားနေရာရောအယူရနေရာရောနော်ဝိဇာရနေရာရောဘယ်လိုစည်းဝါးနေလဲဘယ်လိုယူဆရနေလဲဒီ ဟိုကုလူရနိုင်လေဆိုကျွန်တော်တက်ကူတကူတော့ကျွန်တော်ဟိုအကြီးကျယ်တဲ့ research တကူတော့ဘယ်မှာအချက်လက်တွေအများကြီးယူပြီးကျွန်တော်ကစူးစမ်းကောက်ကတောက်တဲ့လုပ်နေအဲ့တော့အချက်လက်တွေကျွန်တော်စီမှာအများကြီးကျွန်တော်စီမှာအများကြီးရှိနေပြီပေါ့နော်အဲ့ချက်အဲ့တော့နီလန်တကူကိုတွေ့ဖြစ်နိုင်ပြီနီလန်ကိုကျွန်တော်တွေ့အဲ့မှာ logic တကူထပ်ပြောရအောင်အဲ့နောက်ပိုင်းဟိုပြန်ပြီဆိုတော့ကျွန်တော်နိုင်ငံတော့မရောက်သေးဘူးဒါပေမဲ့ဟိုဒါ ဟိုဗာလေကုသယောဂအနေနဲ့တရားဝင်ပညာရည်လဲဆိုတော့ကျွန်တော်ဟိုအဲ့ချိန်မှာကျွန်တော်လေ့လာတာရတယ်တော်တော်များနေဟိုပြောရင်တော့ logic ခုန logic ပါတွေ့လဲဆိုတော့ဒီလောက်ပြန်သွားတယ်ဆိုရင်ဟာပဲလောင်းနေရတော့ဒီကြောကပိုမနိုင်နိုင်ဟာပဲနေတာနိုင်နေဆိုတရားကသူပြင်ပတော့သူထွက်မှာမဟုတ် နော်ကဘာကြီးဒီနှံ့အောင်မပြောနဲ့သူ့နိုင်ငံနေတော့ကသူဖြစ်မှာမဟုတ်ဘာပဲဟာပဲလောင်းနေတာနိုင်တယ်ဆိုအဲ့ကျွန်တော်အဲ့ဒါကြောင့်ဟာပဲကိုအထောက်အကူပစ္စည်းနေနေပဲစဉ်းစားပြီးတခြားကျွန်တော်ဝိဇာရကကိုယ်စိတ်ဝင်စားဆုံးဘာသာရေးဖြစ်တဲ့ဒီဝိဇာရစီးနဲ့ဖြစ်နိုင်ကြီးရှိဟောဖြစ်ရှင်းနိုင်ဖို့ဖြစ်နိုင်ကြီးရှိရင်ဆိုပြီးကျွန်တော်အဲ့မှာဝိဇာရနေကျွန်တော်စဉ်းစားတကယ်လဲကျွန်တော် IC နဲ့ကျွန်တော်ကိုယ်တိုင်ဖြစ်တဲ့အခါတတိယနိုင်ကျွန်တော်ဖြစ်တော့ ဟိုအရင်ဟိုတက်ဝိပဲကျွန်တော်နိုင်ငံမှာတက်ဝိဖြစ်တဲ့အချိန်အရင်ကြောက်နေချင်းကျွန်တော်တကယ်ဖြစ်တယ်ကျွန်တော်အဲ့ချိန်ကျွန်တော် Facebook account လေးကျွန်တော်စပြပြီးကျွန်တော်လုံးဝဒီကိုစင်းနဲ့ကိုပဲတုံးမယ်အခြားဘာအကူအညီမှမပြီးဘူးအမှအဆင်ပြေလို့ဘာလို့လဲကျွန်တော်ယူထားတာပေါ့အဆင်မပြေတော့တာပေါ့နော်ဒီကေအောင်မြင်နေဆိုရင်ဒီကျွန်တော်ဒီစင်းနဲ့ပဲတရတရချင်းဒီကိုကျွန်တော်အဲ့ချိန်မှာဟို live လုပ်ရမယ်ပေါ့ live လုပ်ပြီးကျွန်တော်ရဲ့အခြေအနေကိုကျွန်တော်ဟိုကိုယ့်ရဲ့ တကယ်တည်းနဲ့မိတ်ဆွေတွေတည်အောင်ကျွန်တော်အဲ့ဒီမှာ Facebook မှာတင်တယ်တည်ပြီးတည်ရတည်ပြီးတည်နော်အနမ်းပြောက်သွားတာလေအကုန်လုံးတောက်လျှောက်တင်တယ်နော်ပြောရင်တော့ချုံပြောရင်တော့ကျွန်တော်အဲ့ဒီ COVID-19 ပေါ့နော် COVID-19 ကိုကျွန်တော်မြန်မာတိုင်းစီးတယ်ကျွန်တော်ကိုကျွန်တော်ကုလားဂျာလုံးကြီးအောင်တယ်ကျွန်တော်မြင်အောင်ဒါဒီ message ကကျွန်တော်ထင်ပါပြီကျွန်တော်ဆီပါပဲဒီ message တွေကကြီးကြီးမားမားလေးရောမယ်နေရတဲ့အခြေအနေကတော့စိတ်တော့မကောင်းဘူး ကယ်တော့ကျွန်တော်ကဒါကြီးကိုသူတည်စာလောက်တင်တယ်ဒါတပတ်ဒါကျွန်တော်ရဲ့ကိုဗစ်ပိုင်းပေါ့နော်ထူးခြားတဲ့ဖြစ်စဉ်နောက်တစ်ခုကကျွန်တော်နေပေဦးတော့ထိခိုက်ပြောတာမဟုတ်ဘူးနော်အခြားနေပေဦးတို့ပြနားလဲပြေးစီခြင်းနဲ့ဒီစကားလေးပြောခံစည်းရမ်းလို့ဆေးရောင်နေဆေးရောင်နေပေါ့နော်ဆေးရောင်နေလွတ်လာပြီးလက်လက်မခံတာဟုတ်လားဒါသူကိုကန်ရှင်ရဲ့စကားအရပဲပြန်ပြောတာအခုလည်းမြင်ရတာတော့မဟုတ်ဘူးနော်အခုလိုမြင်ရတော့ပါဘူးနော်အဲ့လိုထမ်းသိမ်းနေချာတိ လူငွေကိုင်းနဲ့တဲတာကိုစည်းကမ်းချာထန်းစီကြီးနဲ့ထန်းချာတာဒီဟိုကုကုပြီးပါပေါ့အဲ့ဒီကျွန်တော်ကောင်းကောင်းကုပြီးကြရတယ်ဒီနေ့ကြီးသက်ရှင်ပြီနော်ဟုတ်ကဲ့ပါရှင်နောက်ဒီနောက်တစ်ယောက်ကတော့ကျွန်တော်နေတဲ့နေရာရဲ့ရွာအင်းဟိုရွာရွာရဲ့တရားပေါ့နော်အဲ့အဲ့ချစ်ကတတိယလို့ခေါ်တော့ပေါ့တတိယဆိုရင်အဲ့ကျွန်တော်အဲ့တူဆိုရင် အဲ့နင်ကောင်းလို့ဆိုရင်အားကြီးသကောင်းလမ်းခေါ်တယ်ဆိုတော့တွားတယ်တွားတော့ဖြစ်စဉ်ကိုပြန်ကြည့်တော့ဟိုအဲ့ကျွန်တော်ဝင်ဝင်ချင်းမှာပဲအမိသားစုကမရတော့မရတော့ပျော်ကြားနေရပြီပေါ့နော်ဒါလည်းကျွန်မတက်တော့တယ်သူအပင်ပေါ်တက်အဲ့သူ့ဘောမှာတွားတယ်စစ်တယ်ဖြစ်စဉ်ကိုအစုတတိယူတယ်ပြီးတော့ကမှသူကနံပါတ်၁စီးယူရှိရဲ့အတူတူရှိရဲ့အဝါလုံးနေတယ်ဖြစ်တဲ့အခြေခံအစဉ်အအခြေခံဆက်ဆက်တာတွေဖြစ်တဲ့အခြေအနေရပဲကတော့နော်ကတော့ကတော့ အင်းသားနေအထာမှာစပြီးတော့သူခံလာအဲ့တော့ဒီညာတော်ပြင်ဒီလီဖြစ်တဲ့သူတွေစီတူသမားတွေတူတူရှိတဲ့သူတွေကအင်းသားရိုးရိုးအထာရနေထားတဲ့အချိန်မှာလက္ခဏာအများကြီးကျော်လာတယ်ပေါ့နော်အဲ့ဒီမှာသူကသတိကျသွားတယ်ကျွန်တော်ရောက်တဲ့ကျွန်တော်သတိကျသွားချက်ချင်းဟိုကျွန်တော်စီရေးဖို့ရေးဖို့ဆိုကျွန်တော်ကိုအတိုင်းစီပဲเนาะကျွန်တော်ကိုအတိုင်းစီပဲကျွန်တော်လုပ်တယ်သတိပြန်နေတာလေပြန်နေတာဒါမှမဟုတ်သူရစိတ်အများကြီးချတဲ့အနေထားတော့ ်ရသကောင်းကြီးဖြစ်တဲ့အတွက်ဒါဆိုစိတ်ရင်ပို့ဖို့လည်းအဆင်မပြေသေးဘူးအဲ့ချင်းအဲ့ကျွန်တော်တတိပေးတယ်ချွေးတွေထုတ်ပေးခဲ့တယ်ထုတ်လို့ရသကောင်းကျွန်တော်ရအောင်ထုတ်ပေးခဲ့တယ်အဲ့တတိပြန်လဲလာပြီပေါ့နော်အဲ့ချင်းကလည်းကဲရပြီနော်ဆိုပြီးကျွန်တော်ပြန်လာတယ်အဲ့ရရင်ပြန်လာပေါ့ကိုကားလေးကိုမောင်းပြန်လာတယ်အဲ့ကျွန်တော်ထင်တယ်မန်လေးလူဆိုရင်၃ပြလောက်ပေါ့အဲ့နှစ်ပြ၃ပြလောက်အဲ့ရောက်သေးတယ်ဘုံပြန်လာတယ် အပြေပြန်သတိပြသွားပြန်ပြီမရတော့ဘူးဆိုတော့ဆရာပြန်လာကြည့်ပြီပေါ့ဆိုဟိုသူရဲ့အယူဆတော့အဲ့ဟိုကတော့ယူယူဆတာတော့ကို့မှာပြောနေသေဆုံးတော့သူဟိုအတီးပြခန်းတဲ့သဘောဖြစ်နေကျွန်တော်ကအဲ့ဒါကျကျွန်တော်တို့ကတီးပြပြီလို့မရဘူးဆိုတော့အပြန်လှည့်ပါလေကျွန်တော်ယူမူရေးရကျွန်တော်ပြန်လှည့်ပြပြန်ပြန်သွားလိုက်တယ်မွေးမွေးနေမတည်သေးဘူးညမွေးမွေးနေချင်အဲ့တော့အင်ပေါ်တက်ကိုလူပြအများကြီးပုံနေ သူတို့နောက်ဆုံးတစ်ခုမှပြင်ကျွန်တော်အဟိုအားလုံးကြည့်ဦးကျွန်တော်နောက်ဆုံးနေနဲ့ကြိုးစားကြည့်မယ်ခင်ဗျားတို့လက်ခံနေဆိုရင်ကျွန်တော်ကြိုးစားကြည့်မယ်ဆိုအားလုံးကျွန်တော်အိမ်အောင်စဉ်းခံလိုက်မိသားစုဝင်တယောက်ဖြစ်နေမိသားစုဝင်တယောက်ရဲ့လူနာရဲ့ကျွန်တော်ရင်၃ယောက်ပဲဒီလိုတက်မှာနေတာနေပြီးကျွန်တော်ဟိုကျွန်တော်ဒီဟိုနီးစနစ်တိုင်းပေါ့နော်ဟိုကူကိုယ်ပဲကံကောင်းနေလားသူပဲကံမကောင်းတာလားမသိဘူး နောက်နေ့လောက်ပဲကျွန်တော်ကြိုးစားရဲလုံးဝပြန်ကောင်းမပြန်ကောင်းလာဘူးဒီကပြန်ကောင်းတာတော်တော်ကြီးစိုးစိုးရတဲ့အခြေအနေကိုပို့ပြီးပို့ပါဒါရရတန်းစီမှာဒါဒီနေရာမှာကြာပြတ်ပြီးပြောနေတာတန်းစီမှာအရင်ပေါ်တုံးရတဲ့အတက်ပြစီဆိုရှိရရကျွန်တော်နားလေနေကြတာကတမျိုးချလေးပေါ့နော်နေစဉ်လေးတုံမှန်လေးပုံမှန်လေး ပြီးဝဲရတဲ့ဆေးဥစ္စာလောက်လေအများစုကတည်ကြတယ်မဟုတ်ဘူးရအတက်ကြီးဆေးအနည်းနဲ့တုံးလို့ရတယ်ဆေးရှိအဲ့ဒါကကျွန်တော်တို့ဒေါက်တာတိုင်းစီပညာမှာဟိုဒေါက်တာကြီးလေးခုရှိတယ်ပေါ့နော်ဒေါက်တာကြီးလေးခုရင်းမှာဝိဇ္ဇာရာမင်းရအဲ့အဲ့ဝိဇ္ဇာရာအနွယ်ဝင်ဆေးရတကယ်ကိုအဲ့လိုအချိန်ကြီးမှာအရန်အရန်ကိုအရန်ကောင်းလို့ရှိရကောင်းလို့လည်းသူ့ ကောင်းလုံးလည်းသူ့ကိုဝေဖန်ခံရတာပေါ့ဗျာနော်အဲအတွေ့အကြုံလည်းအဲ့ဒါပဲနော်အဲပုံမှန်အတွေ့အကြုံရဲ့အခြားသူတွေအတွေ့အကြုံဟုတ်ကဲ့ပါဆရာဆရာပြောသွားတဲ့ခမောလည်းဘုဒ္ဓတာဖြစ်ပါတယ်ပုံမှန်ဆိုလို့ရှိရင်တော့ဒီတိုင်းရင်းစေးဆိုလို့ရှိရင်ဆရာပြောလို့ဒီချာလေးပုံမှန်နှိမ့်ဝဲပြီးတော့မှတောင်းရရဲ့ဟိုပြင်ရရဲ့တစ်ခုလိုပဲလို့များနားလိုက်တာပေါ့နော်အဲဒါပေမဲ့ခုလိုမျိုးဆရာကဒီ emergency case တွေမှာလည်းဒီတိုင်းရင်းစေးကိုတောင်းပြီးဖြေရှင်းလို့ရတယ်ဆိုတာလေး message ပေးရတော့လည်းကျေးဇူးတင်ပါတယ်ဆရာ ဲ့တော့ဒီနောက်တစ်ခုဒီနေရာပေါ်ဆရာဒီဆရာရဲ့ဒီကုသရဲ့တက်တန်းတက်ရှောက်မှာမမက်ရရဖြစ်စီတဲ့အကြောင်းအရာလေးတစ်ခုပေါ့နော်အဲ့အားလေးတစ်ခုပေါ့ဒီတစ်ချက်တော့ပြောပြပေးပါဦးဆရာမမက်ရရဆိုရင်ခုနဒီကုသရဲ့လူတန်းနဲ့ကုနဲ့ဟုတ်ကူတာရဲ့အဖြစ်ပြက်တွေကတော့အများကြီးရတယ်မှာခုနစပက်ထုတ်ပြပေးပေါ့နော်အခုကမှတ်မှန်ရရဆိုပြောရမယ်ဆိုကျွန်တော်ခုနှစ်နှစ်တိတိ ခုနင်းတိတိဘုံလုပ်ခဲ့တဲ့လုပ်ငန်းစဉ်လေးတခုပြောပြောရလုပ်ငန်းစဉ်လို့ဘာလဲဆိုတော့ရှားနှုံးဖြစ်အဲပထမအဆင့်ရှားနှုံးဖြစ် FOC 100% FOC FOC နဲ့လုပ်လုပ်ခဲ့လုပ်ခဲ့တဲ့ Rider စီကံပေါ့နော်အဲ Rider စီကံလုံးဝ FOC ရှားနှုံးဖြစ် FOC အဲ့လုပ်ငန်းလုံးတော့ဟိုအမှန်တရားရှိတယ်အခုကိုဗစ်ကနေအကိုဗစ်ကနေစပြီးတော့ကျွန်တော်နားလာနားလိုက်တာပေါ့နော်ဒါမှဖြစ်မနေနားတယ်ပက်ပလစ်ခရိုနီဆိုနားတယ်အခုဒီနေ့ဒီတခြားလုံးကျွန်တော်နဲ့ခက်ခဲညားတဲ့အများကြီးကြုံလာပြီးဖြစ်တယ်ဆက်မလုပ်ဖြစ်တတ်တယ်ပြန်ပြီးကျွန်တော်စမယ်ပေါ့ပြန်မခွင့်နိုင်ဘူးဖြစ်တယ်ပေါ့နော်အမေကပြောရင်တော့ မြတ်တာအင်းဝမ်းမှာကျွန်တော်လုပ်ခဲ့တဲ့ခုနှစ်ကြာလုပ်ခဲ့တဲ့မြတ်တာရေးချမ်း Pride စီကံကိုကျွန်တော်တော့အရင်တည်းရတယ်လောင်းနေအဲ့ဒီမှာပါဝင်ခဲ့တဲ့ညီကမောင်နှောစီစီအရီနောက်ဒီစားကံစီစီအရမဟုတ်တဲ့ဒီစားကံတော်အပ်ပြီးအဖွဲ့ဒီနောက်အဲ့ဒီကျောင်းကဥယျာဉ်ကျောင်းကဆရာတော်ဆရာတော်ရဲ့ ခုချိန်မှာတော့ဟိုပြောရင်တော့တတိယတရားအမှန်ရတရားကြီးဖြစ်နေပြီပေါ့နော်။ဒါစေပညာဟိုကိုတက်တဲ့စေပညာကို public အတွက်ကျွန်တော်ပြန်ပြီးဆက်ရမယ်ဆိုလို့စိတ်နဲ့ကျွန်တော်တည်ထောင်ပြရတာဖြစ်တယ်။အဲ့လုပ်ငန်းစဉ်ကိုလည်းကျွန်တော်အမှတ်တရအနေနဲ့လည်းတင်ထားခြင်းနဲ့ဒါပေမဲ့တင်ပြီးပြန်တင်ထားတဲ့အနေနဲ့အနေနဲ့ပြင်ချင်ကျွန်တော်ပြန်ဖွင့်ခြင်းနဲ့ပြန်ဖွင့်နေတဲ့ဒါပေမဲ့အချင်းကြီးရရဲ့ကျွန်တော်မှာဘယ်လိုအချက်တွေရှိနေသေးလဲ။ ဒါဒါလေးပေါ့နော်အဲ့ဒါလေးပြောနေပြီဆိုတော့အားလုံးဒီမေတ္တာရေးချမ်းတိုင်းတဲ့တိုင်းစီကံလေးကိုအမှတ်တရတူပါဟုတ်ကဲ့ပါဆရာဆောင်းတက်မှုတွေကတော့အမှတ်တရကိုတာဂက်တွေတခြားလုံးမှာပေါ့ဆရာကလည်းကိုပိုင်ဆောင်းပုံလေးရဲ့ရှင်လားပေါ့နော်ဘယ်လိုဆောင်းပုံလေးဆွဲကြပြီးတော့ဒီလိုပုံမှာကိုတာဂက်ရဲ့ဆောင်းပုံလေးမြောက်ပြီးပါဆရာကျွန်တော်အဲ့မှာလူနာလေးပုံမှာမိခုံးလေးကမိခုံးလေးအတိုင်း ပြန်မြေကလေးကိုပြန်ဆွဲထုတ်ကြည့်တယ်ဆိုလူနာလေးကိုဘလူနဲ့ကုသကျွန်တော်တို့ကတစ်ပတ်ဆွဲနေလို့မရတစ်ပတ်ဆွဲနေတော့ပြပညာရှိမှတစ်ပတ်ဆွဲနေလို့မရလူနာလေးကိုလည်းနောက်ပြီး respect ရှိတယ်လူနာလေးကိုလည်းကျွန်တော်ရွေးချယ်ဖို့မရအချို့ယောဂါလေးကရွေးချယ်ရွေးချယ်ဖို့ခွင့်ရတယ်နဲ့ရှိထားပြီးသားဆိုတော့ English another thing ပေါ့နော် another thing နဲ့တင်တော်လို့ အဲ့အရာကိုနောက်တန်းစီလဲတွန်းခွင့်ပြုလို့ရတယ်ဆိုတော့ချပေးတယ်ပေါ့နော်ဒီဘက်ကအဲ့ဒီရောရတော့ပဲတန်းစီနေတယ်ခုလို့ရတယ်ဆိုတော့လည်းချပေးတယ်ဆိုတော့သူရဲ့လမ်းလမ်းလမ်းလုံးဖွင့်ပေးရအဲ့ဒါကျွန်တော်ရဲ့ဟိုဟိုမူလစိတ်ကျွန်တော်စိတ်စိတ်ကအဲ့လိုပဲ public ကို public first ပဲ public first ပဲကျွန်တော်ယူဆတာအဲ့ဘလူးယူဆနဲ့ကုရံလဲလို့ဆိုရင် ကျွန်တော်တို့ရအောင်ကြည့်ပါမယ်။ခုနကတော့ပြောပြောပြောပြီးသွားတဲ့ဟာလေးပေါ့နော်။အသက်တွေကိုကျွန်တော်လက်လွတ်ထားတဲ့ဟာလေးကျွန်တော်ကြည့်ရတဲ့အတွေ့အကြုံနဲ့သူတို့တွေပေါ့အများကြီးရှိ။များအများကြီးရှိ။နောက်သူဆန်းတဲ့ဟိုတန်းနှစ်လုပ်တဲ့အခါလုပ်တာလေးပေါ့နော်။ investigation လုပ်တဲ့အခါမှာဘာမှအပြစ်ရှာလို့အပြစ်ရှာလို့တွေ့ဒါပေမဲ့ဝေးနာရီခံစားနေရတယ်အဲ့တော့ကျွန်တော်ဘယ်လိုညီလာကိုချိန်ကြမလဲကျွန်တော်ဒီတိတ်ရစီပညာတွေမလုံအောင်တဲ့အခြေအနေတွေ အများကြီးရှိဒါကျွန်တော်တို့ဟိုပေါ့ဒါလည်းလက်ခံအဲ့တော့ဒီသိပ္ပံစီလင်းလာနဲ့နေပညာရည်နဲ့ရှားလို့မရနိုင်လဲကျွန်တော်လက်လွတ်လို့လက်လွတ်ရမယ်လို့မဆိုလို့နော်အဲ့တော့ကျွန်တော်ကိုယ်ကမှသူတို့တွေကကျောင်းရတဲ့နေရာနေတချို့တွေပြောရမယ်ဆိုရင်သူတို့ရခုနကလိုနီးပညာရည်နဲ့ဖြေရှာရှာလို့မတွေ့ဘူးเนาะအတွေးစစ်တာလည်းပါမှာပေါ့เนาะတန်မာရတာဒီဒီအလောဆန်းရတာဒီတန်မာရတာဒီအစ်ဝင်းရတာဒီ ် MRI နဲ့ CT scan ဘယ်လိုလုပ်ရလဲဖြစ်နေပြီပေါ့နော်အပြည့်ကိုရှာရှာကြတယ်မတွေ့ဘူးဒါမဲ့သူတို့ဒီမှာတော့ဝေဒနာဆိုတဲ့ဟာကြီးကခံစားနေရတယ်ခံစားနေတာအဲ့လိုလေးဆိုရင်ကျွန်တော်ကျွန်တော်ကခံစားရတယ်အဲ့လိုဖြစ်လေးဆိုရင်ကျွန်တော်ကလူနာကိုဟုတ်ပြရမျောလင်းချက်မျောလင်းချက်ကလည်းမှန်ကန်တဲ့မျောလင်းချက်တစ်ခုဖြစ်ရတယ်အဲ့တော့အဲ့ဒီအနေမှာအတွေ့အကြုံတွေအနေမှာကျွန်တော်တွေးမိတဲ့အတွေ့အကြုံပါလဲဆိုတော့ စိတ်ပညာတစ်ခုနဲ့ကုသလို့မရတိုင်းလမ်းဆုံးမဟုတ်နော်အခြားမတူညီတဲ့စိတ်ပညာနဲ့ကြိုးစားဖို့အခွင့်အရေးအများကြီးရှိပါသေးတယ်။အောင်းရင်ရတဲ့အကောင်းတွေလည်းအများကြီးရခဲ့တဲ့တာဒကတွေအများကြီးရှိပါသေးတယ်နော်။အဲကြောင့်ဆောင်းဖို့ပြောပါဆိုရင်စိတ်ပညာတစ်ခုနဲ့ကုသလို့မရတဲ့ယောဂဝိညာဉ်ကို အချားမတူညီတဲ့စိတ်ပညာနဲ့ကုသနိုင်ပါလေကုသဖို့ခွင့်ရှိပါလေလို့ပြောချင်တယ်နော်ဟုတ်ကဲ့ပါဆရာခုမှပြောင်းလဲပြရလေးကြည့်ဒီမှာဆရာဒီဆရာပြောခဲ့တဲ့ဒီပေါ်တော့ဒီတိုင်းစီပေါ်မှာထားရဲ့ဆရာထက်တာမှုလေနော်တိုင်းစီရဲ့ဒီကောင်းဆုံးတွေပေါ့နော်ဒါဆိုတင်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဆရာခုမှပြောင်းလဲပြရလေးကြည့်ပါဆရာကျေးဇူးတင်ပါတယ်နော်ဒီရတယ်နော်